DPP ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။မန္တလေးတိုင်းညောင်မြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းကိုမလ14ရက်နေ့ကကြားဖြတ်တိုက်ခိုက်ခဲ့လို့80ကျော်သေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားကလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ညောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။မန္တလေးတိုင်းမြင်းကျက်မြို့အမှတ်15ချင်းမြန်တပ်ရင်းရဲ့တပ်ဂိတ်ကိုမလ18ရက်ညနေပိုင်းကပျောက်ကြားစနစ်နဲ့တိုက်ခိုက်ခဲ့တယ်လို့မြင်းကျက် Black Tiger အဖွဲ့ကပြောပါရယ်။ ခိုင်ပြည်နယ်မြောက်ဦးမြို့မှာရှိတဲ့အမှတ်37ရဲတပ်ရင်ဟောင်းကိုစစ်ကောင်စီတပ်ကမလ18ရက်နေ့အစောပိုင်းမှာလေကြောင်းကနေနှစ်ကြိမ်တိုက်ခိုက်သွားတယ်လို့မြောက်ဦးမြို့ကတွေကပြောပါတယ်။မကွေးတိုင်းရေစတိုမြို့နယ်မှာစစ်ကောင်စီကအင်အား200လောက်နဲ့စစ်ကြောင်းထိုးလာတဲ့အတွက်ခြေဝါဆေးဝါကျော်ကဒေသခံပြည်သူ1000လောက်ကဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးနေအိမ်ဘလောက်မိလောင်ဆုံရှုံသွားလဲဆိုတာကို အတိမပြုနိုင်သေးဘူးလို့ဒေသခံတယောက်ကပြောပါတယ်။ DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။